မင်္ဂလာပါတငယ်ချင်းလေးတို့ရေဒီနေ့ပြောပြချင်တာကတော့ဘ ഹു တုတ္တနဲ့ဉာဏ်ပညာပြည့်ဝတဲ့ဥရိမင်းသားရဲ့အံ့ဩဖွယ်ပုံမြင်လေးပါ သူဇလန်းကဉာဏ်နဲ့တတိပေါင်းဆက်ထားတဲ့နတ်သမီးစွန့်အင်သေးကအမှန်တရားတစ်ပုဒ်ဖြစ်ပါတယ်ရှေးရှေးတုန်းကပေါ့တိတ်ကိုตาရဆိုပြတဲ့ကြီးနေတစ်ခုရှိတယ်အဲ့ဒီကြီးကိုအဝါရောင်နန်းတော့ လို့ခေါ်ကြတယ်။အဲဒီမှာဘ ഹു တုတမြင်ပြီးမေတ္တာအပြည့်ရှိတဲ့ဥရိမင်းသားနေထိုင်ခဲ့တယ်။သူဟာတခြားမင်းသားတွေလိုတိုက်ခိုက်တက်ဖြတ်တာမဟုတ်ပဲပြိဿံတွေကိုစောင့်ရှောက်တတ်သူလူအပြည့်ရှိသူကိုတော့နားလည်နိုင်တဲ့စိတ်ကောင်းရှိသူဖြစ်တယ်။ဒီနေ့မှာတော့မင်းသားရဲ့နေမြေတဲကို အနောက်ဖက်နတ်မြေကနေလာတဲ့အနက်ရောင်မီးခိုးနဲ့သမီးပေါ်လာတယ်။ နတ်သမီးကပြောတယ်။ဥရိမင်းသားတင့်ရဲ့အေဂျင့်နဲ့ပြီဟာနတ်သမီးတဦးရဲ့စမ်းတမ်းမှုကြီးပြုလုပ်သွားမယ်။တင့်ရဲ့အတွက်စမ်းတမ်းမှု၃ခုပေးမယ်။တစ်ခုမအောင်ရင်ပြည်တော်ကိုမီးဖြင့်ဖြတ်မယ်လို့ပြောလိုက်တယ်။ဒါကိုမင်းသားကကြောက်လို့မဟုတ်ပါ။မင်းသားကပြောတယ်။အမှန်တရားနဲ့တစ္ဆာရှိမေခွန်းဆိုရင်ငါအောင်မြင်တယ်လို့ပြောတယ်။ ပထမစမ်းသပ်မှုကအမှန်တရားနဲ့မုံကြားကရွေးချယ်မှုဖြစ်ပြီးနတ်သမီးကအပြစ်မဲ့သူတဦးကိုတတ်တတ်မဲ့အပြစ်တင်နေဥရိမင်းသားကတရားတော်ဟာမေတ္တာနဲ့အကြောင်းတရားရှိရမယ်လို့ပြောပြီးအပြစ်ခံသူကိုကယ်တင်လိုက်တယ်ဒုတိယစမ်းသပ်မှုကအေးချမ်းမှုနဲ့အငင်းကြားကရွေးချယ်မှုဖြစ်တယ် နတ်သမီးကမင်းသားကိုမူသားပြောပြီးတိုက်ခိုက်သူတူအဖြစ်ပြောင်းနေဥရိမင်းသားကငင်းချမ်းမှုနဲ့ပြန်ဖြေတယ်။မူသားဟာမုန်တီးမှုနဲ့အတူလာတယ်။ငင်းချမ်းမှုနဲ့သာပြန်သွားမယ်လို့ပြောပါတယ်။တတိယစံတတ်မှုကတစ္ဆာနဲ့စီလုံးမှုဖြစ်တယ်။နတ်သမီးကမင်းသားကို စီလုံးမှုဖြတ်ဖို့လှည့်စားတယ်။ဒါပေမဲ့ဥရိမင်းသားက ပြည်သူတွေနဲ့အတူမီးလောင်နေတဲ့နန်းတော်ကိုမြစ်တာနဲ့အညီအတူခန်းစားခဲ့တယ်။မိခိုးနဲ့သမီးကမင်းသားရဲ့တစ္ဆာကြောင့်ညည့်ရကြလာပြီးနတ်သမီးပုံမှန်အဖြစ်ပြန်ပြောင်းသွားတယ်။နတ်သမီးကပြောတယ်။မင်းသားရဲ့စစ်မှန်တဲ့အမြဲတမ်းအေးချမ်းမှုဟာနတ်တွေရဲ့နန်းတော်အထိရှန်တက်သွားတယ်လို့ပြောလိုက်တယ်။ မိကိုးတွေထွက်သွားတာနဲ့အတူ တောင်သစင်ပေါ်မှာအပြာရောင်နန်းတော်အတစ်တစ်ခုပေါ်လာတယ်။နတ်သမီးကဥရိမင်းသားကိုမြစ်တာနဲ့ကျေးဇူးပေးလိုက်တယ်။အဲဒီနေ့ကစပြီးငโกကရှိခဲ့တဲ့အဝါရောင်နန်းတော်ဟာလေအေးချမ်းမှုနဲ့တရားရှိတဲ့ပြည်နဲ့ဖြစ်သွားတယ်။ပြည်သူတွေအတွက်မင်းသားဟာမင်းမဟုတ်တော့ပဲ။ နတ်သားတယောက်လိုဖြစ်နေတယ်။ဥရိမင်းသားလိုစိန်ခေါ်မှုနဲ့တုံ့ပြန်စင်မှာအတုမဲ့အမှန်တရားနဲ့တနာမှုနဲ့သာဖြေပါ။တကယ်ကတင်းရဲ့စိတ်အေးချမ်းမှုကတော့နတ်ပြည်အထီလဲရောက်နိုင်ပါတယ်။အခုလိုဥဒိမင်းသားရဲ့ပုံမြင်ကတင်းနေ့ရဲ့အေးချမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်မယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်ပုံပြင်လေးတွေနားထောင်ခြင်း subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ်ရှင်